င်္ဂလာပါရှင်။ဧပြီလ9ရက်တနင်္လာနေ့ရွှေရံကုန်ရဲ့ထူးခြားပြည်သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစားတင်ဆက်မဲ့သတင်းကတော့ Quad အဖွဲ့ကမြန်မာသူဒေါ်လာ30ထောက်ပံ့ကူညီမယ်ဆိုတဲ့သတင်း။ဩစတြေးလျအိန္ဒိယဂျပန်နဲ့အမေရိကန်ပြည်ထောင်စုတို့ပါဝင်တဲ့ Quad အဖွဲ့ဝင်များစုပေါင်းပြီးငလင်တန်သည့်မြန်မာနိုင်ငံအတွက်ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင်လူသားချင်းစာနာထောက်ထားမှုအကူအညီဖြင့်ဒေါ်လာ30ကျော်ပေးရန်တောက်ချနေကကတိပြုခဲ့ကြပါသည် ကွက်အဖွဲ့ဟာ၎င်းတို့ရဲ့ရန်မုံငွေနှင့်နှစ်နိုင်ငံချင်းဂျိုးပန်းအားထုတ်မှုများဖြင့်ကယ်ဆယ်ရေးပစ္စည်းများကိုပေးပို့ခြင်းအရေးပေါ်စေအဖွဲ့များကိုဖြန့်ကျက်နေရာချထားခြင်းနဲ့ငလင်တန်ခံရသူများကိုပြည့်စုံဆောင်ရှောက်ပေးရန်အတွက်မြန်မာနိုင်ငံတွင်လှုပ်ဆောင်နေသော လူသားချင်းစာနာမှုဆိုင်ရာမိဖက်များကိုပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရပါသည်ရှင်။ ဆလတ်တင်ဆက်မဲ့တဲ့ငါတော့မတ်လ20ရက်ငလီလှုပ်ခတ်ခဲ့မှုကြောင့်သကိုင်းမျိုးမင်းလက်ရွက်ွယ်ရှိဗလီတုံးကိုအတွင်းဝိပြူနေသူ150ကျော်သေဆုံးတယ်လို့ဆိုတဲ့တဲ့စကိုင်းမြို့မင်းလက်ရက်ွက်ရှိပလီတုံးကူအတွင်းဝေပြူနေတဲ့အချိန်ငလျင်လှုပ်ခတ်ခဲ့မှုကြောင့်တေဆုံးသူ150ကျော်ခန့်ရှိခဲ့ကြောင်းသိရပါဗျ။စကိုင်းမြို့မှာကပလီ၅လုံးရှိတဲ့ပိုတန်ရက်နဲ့ရွာထောင်မှာရှိတဲ့ပလီ၂လုံးကတော့ငလျင်ကျောနဲ့လှမ်းတဲ့အတွက်ဘာမှမဖြစ်ဘူး။ ျွန်တော်တို့မင်းလဲရမကမိုးကြပလီမြို့မာပလီနဲ့မြို့တော်ပလီဆိုပြီးရှိတယ်။အဲ့သုံးလုံးကငလျင်ကြောကြတဲ့အတွက်သုံးလုံးစလုံးပြသွားတယ်။မြို့မာပလီမှာ58ရောက်မြို့တော်ပလီမှာက38ရောက်နဲ့မိုးကြပလီမှာ80လောက်တည်ဆုံခဲ့ပါတယ်။ပလီသုံးခုပေါင်း150ကျော်တည်ဆုံခဲ့တာပါလို့မိုးကြပလီဥက္ကဋ္ဌဦးမြင့်တန်းကပြောကြားကြောင်းသိရပါရဲ့ရှင်။ နောက်ထပ်တင်ဆက်မယ့်သတင်းကတော့သခိုင်းမန္တလေးနဲ့ကြောက်စဲမြို့တို့တွင် အချိန်အခါမဟုတ်မိုးရွာသွန်းခဲ့တဲ့သတင်းဧပြီ9ရက်ညပိုင်းကသခိုင်းမြို့မန္တလေးမြို့နဲ့ကြောက်စဲမြို့တို့တွင်မိုးရွာသွန်းကြောင်းသိရပါဗျ။သခိုင်းမြို့တွင်ဧပြီ9ရက်ည7:00နာရီခန့်ကမိုးရွာသွန်းခဲ့ပါဗျ။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှအချိန်အခါမဟုတ်မိုးရနိုင်တဲ့သတိပေးချက် ထုတ်ပြန်ထားကြောင်းလည်းသိရှိရပါတယ်။ပြည်သူများအနေဖြင့်အချိန်အခါမဟုတ်မိုးရခြင်းနဲ့အတူလေပြင်းများတက်ခတ်ခြင်း၊မိုးထစ်ကြုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်မှရန်မိုးဇလမှထုတ်ပြန်ထားကြောင်းလည်းသိရှိရပါတယ်ရှင်။ ကျမတို့ရှင်ကုန်မီဒီယာကနေပြည်ရင်းမှာဖြစ်ပွားနေတဲ့သတင်းဖြစ်စဉ်များအပါအဝင်နိုင်ငံတော်အရှိထူးခြားဖြစ်စဉ်များကိုအစိုးရအပြည့်သိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။တရှိ့ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်။